မင်းသားတော့လူတိုင်းဖြစ်ချင်တာပေါ့လေနော်မင်းသားဖြစ်ချင်လို့လည်းစူးစမ်းကြဒါမဲ့ဟိုအခုလောလောဆယ်မှာတော့ကျွန်တော်ခံယူချက်ကတော့ဟိုကိုကြရာစရုပ်ကိုအကောင်းဆုံးစူးစမ်းခွင့်မယ်ရချင်တယ်လူမမလို့ကျွန်တော်ပုံစံတိုင်းပဲကျွန်တော်နေရာသူတို့ကသူတို့ချစ်နေတာနော်လိုလို့ယူမထားတဲ့ ဟိုရက်တီချက်ကြောင်မို့လို့ပြလဲဒါအခုကျွန်တော်ပုံစံဆိုရင်ဒါကတော့ဗီတာမင်လိုပုံစံရှိရဒီပုံစံငါချစ်တယ်ဆိုတာမျိုးဖြစ်တာပေါ့မို့လို့ရှင်တော့ဟိုအစကတော့အေးတယ်လို့လုပ်ပြီးတော့မှကိုယ်ကမှကုတ်ကမြင်လုပ်မနေဘူးလေနော်ကိုကိုပြောတာပါဟုတ်ဒီကမ်းမှာတော့ကျွန်တော်ကဆိုပြေဆိုရဲဒါ ဘုံကြီးចောင်းသားလေးနေရာနေပါဝင်ထားမှာပါအဲတေချာကတော့ကျွန်တော်ရဲ့မစိမ့်တဲ့ပုံစံမျိုးပေါ့ဒါအပြင်မှာအိမ်မှာနေရဲ့ပုံစံမျိုးကာရက်တာဖြစ်မှာပါဘာလို့လဲဆိုတော့အဲ့လိုမျိုးပေါ်ပါပါပြပြရှင်ရင်နေတဲ့ကောင်လေးတယောက်ပေါ့ဟာတာနည်းနည်းရောထားရဲဆိုရင်တေချာတော့အဲ့လိုမျိုးကြည်နေကြပုံမှန်မြင်နေကြအဲစကားတကားနေတော့ကွဲထွက်မှာတော့တေချာရဲဘာလို့လဲဆိုတော့ဟို၁၄ရက်လဲမိုက်တယ်ပေါ့ဖက်ရအဲ့ဆိုတော့ကောင်းပါပါခင်ဗျအများကြီးတော့ ခွဲတော့မထွက်ဘူးဒါပေမဲ့တေချာတော့ဒီပုံစံတော့မဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဟိုဟာဟုတ်ပါရဲ့မပြောတော့ပါအဓိကတော့ဟိုတိတ်ပြီးတော့မြင်နေကြပုံစံမဟုတ်တာတော့မြင်ရမယ်ဒါပေမဲ့အများကြီးတော့ခွဲတော့မထွက်တာပါ ဒီအလုတ်လုတ်တဲ့အခါမှာတော့ကိုကြောင့်မလို့အမိုင်းရောက်ပါမှာတော့ဟိုစိုးရိမ်စိတ်ကတော့ဖြစ်တာပေါ့ဒါဘာလို့လဲဆိုတော့ဒါဒုတိယကားလေဒုတိယကားပဲရှိသေးရဆိုတော့လေအဲ့တော့ဟိုတေချာတော့ပြင်ဆင်ထားပါတယ်အကောင်းဆုံးတော့စူးစမ်းတော့မှာပါမင်းသားကတော့ဒီပိုင်းဖြစ်ချင်တာပေါ့လေနော်မင်းသားဖြစ်ချင်လို့လည်းစူးစမ်းကြဒါမဲ့ဟိုအခုလောလောဆယ်မှာတော့ကျွန်တော်ခံယူချက်ကတော့ဟိုကိုကြရာဇယုတ်ကိုအကောင်းဆုံးစူးစမ်းခွင့်မယ်ရချင်တယ်ဘာလို့လဲဆိုတော့ကိုနိုင်တဲ့ဇယုတ်မျိုးပေါ့နော်ဟိုကိုစွမ်းတဲ့လောက်ကိုတက်နိုင်တဲ့လောက်စူးစမ်းသွားချင်တယ်အဲ့လောက်ပါပဲ ကိုစွမ်းတဲ့လောက်တော့ကိုကြိုးစားခဲ့ပါရဲ့လိုအပ်ချက်တွေရှိရင်လည်းနားလည်ပေးပါဒါပေမဲ့တေချာတာကတော့ဟိုကြိုက်ခဲ့တဲ့ကားတိုင်းတကားပြီးတကားကတော့ဟိုအစွမ်းရှိတော့တော့ကြိုးစားခဲ့ကြခဲ့တာကြီးပဲပေါ့နော်အဲ့ဒီအချိန်မှာကိုအဲ့လောက်ဆိုရင်ဒါပေမဲ့ခုနောက်ပိုင်းတော့တေချာအရင်ထက်တော့ပိုပြီးတော့လုံနိုင်လာပါဘူးလုံမမလို့ကျွန်တော်ပုံစံတိုင်းပဲကျွန်တော်နေရာသူတို့ကသူတို့ချက်နေနော် ဒီပုံစံပဲနေရကျွန်တော်အပြင်အပြင်ဟိုလူရောက်မလဲကျွန်တော်စိတ်ရင်းပေါ့အပြင်မှာလဲကျွန်တော်အဲ့လိုပဲပေါ့ပါပါပဲပြီးတော့ရွှေမဲဖြတ်တန်းတယ်သူတို့လည်းဆိုလဲရန်ဖြစ်ရင်လည်းဖြစ်နေရချင်းရင်လည်းဖြစ်နေရအခုပဲထားပြီးတော့ရိုက်ရင်လည်းရိုက်နေအဲ့လိုမျိုးပါပဲအဓိကတော့ကျွန်တော်ပုံစံတိုင်းနေလို့လဲကျွန်တော်ပုံစံကိုလက်ခံတာလေနော်အဓိကလှုပ်ယူထားရဆိုလို့ရှိရင်ကျွန်တော်ဘယ်လောက်လှုပ်ယူနိုင်မှာတနည်းလှုပ်ယူနိုင်မှာလားတလားလှုပ်ယူနိုင်မှာလားအဲ့လိုရှိရပေါ့နော်အဓိကအဲ့လိုလှုပ်ယူမထားတဲ့ ဟိုရက်တီချက်ကြောင်မှုလို့ပြလဲဒါအခုကျွန်တော် ပုံစံဆိုရင်ဒါကတော့ဗီတာမင်လိုပုံစံရှိရဒီပုံစံငါချစ်တယ်ဆိုတာမျိုးဖြစ်တာပေါ့မဟုတ်လို့ရှင်တော့ဟိုအစကတော့အေးတယ်လို့လုပ်ပြီးတော့မှကိုယ်ကမှကုတ်ကမြင်လုပ်မနေဘူးလေနော်ကိုကိုပြောတာပါရှိရပါအရင်ချစ်တယ်အဲအရင်ချစ်တယ်ဆိုတာမနေ့ကဆိုလို့ရှိရင်လည်းကျွန်တော် post လေးတွေ့ရလေတေချာဟိုဟိုဟာစောကြီးကြုံမတင်တာလာမှာဆိုလို့ လာမှာဆိုလို့လာမှာဆိုလို့ဆိုတာအလုပ်တွေဖြတ်လာမှာဆိုလို့လေဒီလားဒါမဲ့လည်းလာကြပါတယ်ဟိုကတဲ့ရုံးကားတဲ့ပေါင်း၈နာရီခွဲမှာတဲ့ဟိုကတဲ့မနေ့တည်း9နာရီခရေရအောင်သွားမယ်တဲ့တားမျက်နှာကိုတစ်စက္ကန့်ပဲတွေ့ရတွေ့ရအဲ့လိုပို့စလေးတွေ့ရပါအဲပြောရပါဘူးတရားကြိမ်နှုံးပေါ့တရားကြိမ်နှုံးထပ်ပို့တဲ့အားရှိရင်လည်းအဲ့ထက်ပို့တဲ့အားပေါ့ဘာလို့လဲဆိုတော့အငယ်လေးနော် အငယ်ပြီးတော့ပွင့်လင်းပြောလို့ရှိရင်အမှုပညာရိုးရိုးဝဆင်းသက်လာရတယ်မဟုတ်ဘူးပြီးတော့ဟိုပွင့်လင်းပြောဘေးမှာလည်းဘာမှရှိအောင်မဟုတ်ဘူးအဲ့တော့ဟိုစူးစားတဲ့အခါမှာသူတို့ဘေးနားမှာရှိနေကြအောင်မလို့လက်ကိုကင်ထားပြီးတော့တာလီဆက်လျှောက်ဆွဲပုံစံမျိုးနဲ့ပို့ပြီးတော့ရှောက်နိုင်တာအဲ့ကြောင့်မလဲပါပါအဓိကတော့လူတွေထွေးထွေးနေရဆိုတာအထက်ကိုတကယ်မိသားစုလို့ဖြစ်နေရလေ။ဒါလို့လဲဆိုတော့ ျွန်တော်ဘယ်ချိန်မှပြောနေတယ်ဘယ်ချိန်မှစိတ်ညစ်နေတယ်ဘယ်ချိန်မှဝမ်းနေနေတယ်ဆိုတာသူတို့ပဲသိရကျွန်တော်ပါဇက်ကထုတ်မပြောဘူးဆိုရင်တောင်မှသိရကျွန်တော်ကိုယ်တိုင်ကလည်းဟိုဖန်ပွိုင်းလို့ပြောမှာပေါ့နော်အဲ့တော့ဟိုကျွန်တော်ကိုယ်တိုင်လည်းအားပေးခဲ့တဲ့အမှုပညာရှင်တွေအတက်ပညာရှင်တွေအများကြီးရှိရဒီနိုင်ငံမှာရောပြီးတော့ဒါတခြားနေနေရဲမှာပေါ့နော်နိုင်ငံတကာမှာရောရှိရဆိုတော့ဟိုကိုကိုယ်တိုင်ကပြည်သက်ဖြစ်တဲ့ကြောင့်မလို့ပြည်သက်ရင်ထဲမှာဘာကိုခံစားလဲဆိုတော့ကျွန်တော်တကယ် နားလေဘယ်ချိန်မှာဘယ်လိုခံစားရလဲဘယ်လိုမျိုးတည်င်းထွက်ရင်ဘယ်လိုမျိုးခံစားရလဲဆိုတာသိရသိတော့ကြတော့ဟိုသူတို့ကလည်းကျွန်တော်အကြောင်းအောင်ကြတော့အရင်ကတည်းကကိုသားလေးတယောက်လိုမျိုးကြည့်အရေးကြီးကြီးနဲ့ကြည်လာဆိုတော့ဘယ်ချိန်မှာဘာဖြစ်နေလဲဆိုတာသိရပေါ့နော်အဲ့တော့ဟိုနှစ်ဦးနှစ်ဖက်နားလည်မှုရှိရဆက်ဆံရေးဆိုဘယ်ဆက်ဆံရေးမျိုးကောင်းနေနေနော်လုပ်ငန်းခွင့်ပဲဖြစ်ဖြစ်ဒါတမိသားဆက်ဆံရေးပဲဖြစ်ဖြစ်အခုလိုမျိုးဒါကျွန်တော်တို့ဟိုပရိသတ်နဲ့ကျွန်တော်အမှုပညာသမားနဲ့ဆက်ဆံရေးပဲဖြစ်ဖြစ်ကဘယ်ဆက်ဆံရေးပဲနေနေအဲ့လိုမျိုးစိတ်ချင်းနားလည်မှုရှိနေရဆက်ဆံရေးကောင်းပါအဲ့ကြောင့်မို့လို့လည်းကျွန်တော်ရေးရှည်မြဲရပါတော့ အဲကျွန်တော်ကတော့ဒီဇက်ကားမှာဟိုနောက်ထပ်စီနီယာအကိုမင်းသားအရှိန်နှစ်ယောက်နဲ့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့အဲ့တော့ကျွန်တော်ရဲ့ character ဒီလိုလေးဖြစ်နေမှာပါဒီလိုကျွန်တော်ကဒီဟာအကိုနှစ်ယောက်ကဒီလိုမျိုးပေါ့အဲ့လိုလေးတော့ဖြစ်နေမှာပါအဲ့တော့အားလုံးပဲစောင့်ကြည့်ပေးကြပါတေချာဘောက်ကတော့ဟိုခုနပြောသွားသလိုပေါ့နော်ကောမဒီပါတယ်ဆိုပေမဲ့လည်းကောမဒီကြီးတည်တတ်မဟုတ်ဘဲနဲ့အဲဟောကျေစွန်မီကဟောရာဗိုင်လေးရပါမယ်ပြီးတော့အဲ ြည့်လို့လည်းကောင်းပါပါပြီးတော့မြင်နေကြမဟုတ်တဲ့ဗီတာမင်ကိုမြင်ရမှာပါခင်ဗျအဲ့တော့အလုံးမဲ့မီမွေပရိုဒက်ရှင်နေပြီးတော့ရိုက်တယ်ဒီရရသားဆိုရယ်ကာကြီးကိုဒါရိုက်ကူးနေတဲ့ကာလမှာရောပြီးတော့ဒီရိုက်ကူးပြီးတဲ့အခါရောဒီပြတ်သားတဲ့အခါမှာရောအလုံးမဲ့ဟိုကြည့်ရှုပြီးတော့အားပေးကြဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်